တရားခံကိုဖမ်းဆီးရမှာပြန်လည်ခုခံနိုင်စွမ်းမရှိဘူးလို့အထင်သေးတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေပြန်လည်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဒုတိယရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းဘိုက ပြောပါရယ်ရန်ကုန်မြို့ရှိမူရစ်စေဝါပြတိုင်းမှာပြုလုပ်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့52နှစ်မြောက်ဂုံပြုအခမ်းအနားမှာပြောကြားခဲ့တာပါဒီသတင်းကို11 World TV ကသတင်းတောက်ကျော်စုထက်ကတွားရောက်သတင်းရယူထားပါရယ် ခုတွေ့ရတဲ့မြင်ကွင်းကတော့ရန်ကုန်တိုင်းဒေသကြီးမှာကျင်းပပြုလုပ်နေတဲ့52နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ဂုံပြူခံတာပဲဖြစ်ပါတယ်။ဒီကနေ့ခံတာမှာတော့ယခုနှစ်အတွင်းစွန်းတမန်တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဂုံပြူစုတွေချင်းမိခဲ့ပါတယ်။ဒါအပြင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးပူကင်းဖြစ်စဉ်တွေကိုဖော်ထုတ်ရမှာကုညီဆောင်ရွက်ပေးတဲ့ပြည်သူတွေကိုလည်းဂုံပြူစုတွေချင်းမိခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကတရားခံကိုဖမ်းဆီးရမှာအမှုသေးတဲ့တရားခံပြေးတွေဖြစ်ပါကခုခံတိုက်ခိုက်မှုနည်းပါပြီးအမှုကြီးတရားခံတွေတေတံကြခံထားရတဲ့တရားခံတွေအနေနဲ့ပြန်လည်ခုခံတိုက်ခိုက်မှုတွေရှိပါတယ်။ တရခံပြေးတွေကိုဖမ်းဆီးရမှာလုံပိုင်ခွင့်အပြည့်အဝပေးထားပြီမဲ့လဲတရခံထိခိုက်ဒဏ်ရာရမှာကိုမလိုလားတာမိမိအုံပြီးတဲ့လက်နက်ကိုကျွမ်းကျင်မှုအားနဲ့တာတရခံထိခိုက်ဒဏ်ရာရပါကဖမ်းဆီးတဲ့ရဲတပ်ဖွဲ့ဝင်ကိုပြန်လဲအရေးယူမခံလိုတာတွေကြောင့်ရဲတပ်ဖွဲ့ဝင်တွေပြန်လဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ရဲမှူးကြီးဝင်းဘိုးကပြောခဲ့ပါတယ်။နော်တစ်ဖက်ကိုလက်တန်းမရစီချင်တာရဲ့ပြီးတော့တပ်ဖွဲ့ဝင်များအနေနဲ့ကတခုခုလုပ်လဲလို့ဟလာနည်းနည်း ဘယ်လိုလူဒဏ်ရာရသွားမယ်ဆိုရင်ကျွန်တော်တို့ကအများဖြင့်စုံဖုံမိမှာတချုံမိပါဘူးဆိုရင်သာရှိပါတယ်အဲဒီပေါ်ကြောင့်ဒီပေါ်မှာကျွန်တော်တို့လက်နဲ့ကိုတိတ်မတုံးကြဘူးလို့ကျွန်တော်တို့မြင်ပါတယ်အမှန်မှန်တော့ကျွန်တော်တို့ကတို့လုတ်ပိုင်ခွင့်တွေပေးထားပြီးသားဖြစ်ပါတယ်တမန်အရသားတယောက်ပြည်သူတယောက်အနေနဲ့တောင်မှအဲ့ဒါပြန်လဲခုခံပိုင်ခွင့်ဆိုရင်ကျွန်တော်တို့ပုံမှန်တရားအနေနဲ့ကျွန်တော်ခုခံမှုရှိတယ်ကျွန်တော်တို့ရဲတပ်ဖွဲ့အဖွဲ့နဲ့ဆိုရင်တော့ပို့ပြီးတော့မှလုတ်ပိုင်ခွင့်တွေအများကြီးရှိပါတယ်အဲဒီပုံမှန်ခုနပြောသလိုပေါ့ ရင်လက်နဲ့ပေါ်ရင်ပါမှုအာနေတာရဲ့ဟလာပြီးတော့တစ်ဖက်သူကိုဟလာအထင်သေးတာရဲ့ပြီးတော့တို့အေးအေးယူမခံလို့တာရဲ့ဒါဒီကြောင်းခုနလိုဖြစ်စင်နေဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကိုပြန်လည်တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီးရဲမှုပြည်စုံကလည်းအခုလိုပြောခဲ့ပါသေးတယ်။ကျွန်တော်ရဲတပ်ဖွဲ့ကတော့ကျွန်တော်တို့ဒီဥပဒေနဲ့မညီမညွတ်ဘဲနဲ့ဒီတွေကိုကျွန်တော်ဖမ်းဆီးရတာ။ဖမ်းဆီးတဲ့အခါ ချို့ကြလည်းအတာတကြီးဖမ်းခံတာရှိတယ်တချို့ကြလည်းဒီအတာတကြီးဖမ်းမခံလည်းပြန်လည်းခုခံတာလည်းရှိတယ်ခုခံတဲ့အခါမှာရတဘဝင်တွေထိခိုက်တာတွေရှိပါတယ်ဒီလိုရှိရပေမဲ့လည်းကျွန်တော်တို့ဒီရတဘဝင်တွေထိခိုက်မှုမရှိအောင်ဆိုလို့ကျွန်တော်တို့ဒီဖမ်းဆီးတင်တာနေနိုင်ငံတကာဆန်လုံးနဲ့ညီတဲ့ဖမ်းဆီးတင်တာနေကိုတင်ပြပို့ချတာရှိတယ်နောက်ကျွန်တော်ရတဘဝင်လုံလုံလုံကြီးအငြင်းနဲ့ညီစနေတကြလုတ်ဖို့ဆိုတော့ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်ဒါကြောင့်နောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီပြင်မှုကျူးလွန်နေတွေကိုကျွန်တော်တို့ဖမ်းဆီးအရေးယူတာပဲဖြစ်ဖြစ်ကျွန်တော်ဒီဒီဒီကြေမှုများကိုပိုလိုခန်းတဲ့အဖြစ်ကျွန်တော်ရတဘဝင်နေရာတွေရော ပြီးတော့ရဲတပ်ဖွဲ့ဝင်တွေအင်အားကိုကျွန်တော်စနေတကျစုဖွဲ့ဆောင်ရွက်သွားဖို့ဆောင်ရွက်လက်ရှိတယ်ပြောကြလို့ပါရဲတပ်ဖွဲ့ဝင်တွေပြန်လည်တိုက်ခတ်ခံရတဲ့ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့စက်တင်ဘာလကတန်လျင်မြို့နယ်မှာတရခံပြေးကိုဖမ်းဆီးရမှာပြန်လည်တိုက်ခတ်ခံရတာကြောင့်ရဲတပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့ရပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့52နှစ်မြောက်ဂုံပြူအခမ်းအနားမှာတနစ်တာအတွင်းစွန်းစွန်းတမန်တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးမှုခင်းဖြစ်စဉ်တွေကို ကူညီဖော်ထုတ်ပေးခဲ့တဲ့ပြည်သူတွေကိုလည်းဂုဏ်ပြုစုချီးမြှင့်ခဲ့ပါတယ်